အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။အင်္ဂလန်တွင်အောင်မြင်ဆုံးတဲ့ရေပန်းစားဆုံးဘောလုံးသင်းများထဲမှတစ်ခုဖြစ်သည့် Arsenal Football Club သည်ကျယ်ဝသည့်တမိုင်းကြောင်းများရှိပြီးယနေ့ကဘောလုံးလောကတွင်အကောင်းဆုံးအသင်းတွေကတစ်ခုဖြစ်ပါတယ်။ Arsenal အသင်းဟာပြည်တွင်းပြည်ပပိတ်သက်များစွာရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ကလပ်တစ်ခုဖြစ်ပြီးအင်္ဂလန်ရဲ့တခုတည်းသောရွှေဘလားကိုရရှိထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါဆိုရင်အာဆင်နယ်အသင်းဘယ်ကနေစတင်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်အာဆင်နယ်အသင်းကို1886ခုနှစ်တွင်လန်ဒန်မြို့ဘူးဝဲဒေသရှိ Ryan Arsenal လက်နက်ဆိုင်ဝင်လုပ်သမားများနဲ့ရပ်ဘက်လူမျိုးစုများကစိုင်းအောင်တွင်ရှိနိုင်စင်ကိုအမိပြု၍ Diane Square အသင်းဖြင့်တည်ထောင်ခဲ့ပါသည်မကြမီတွင် အသင်း၏အမည်ကို Ryan Arsenal ဟုပြောင်းလဲခဲ့ပြီး1892ခုနှစ်တွင် Woolwich Arsenal သို့ပြောင်းလဲခဲ့ပါသည်။ Arsenal သည်အင်္ဂလန်ပိတ်သက်များကြားတွင်တက္ကသိုလ်ဟုအမည်တွင်ပြီး၎င်း၏အမည်မှာ Ryan Arsenal လက်နက်ဆိုင်ဝင်လူသားများကိုညွှန်ပါသည်။ အာဆင်နယ်အသင်း၏တစိမ့်လူဂူသည်အသင်း၏တမန်ယက်တီချန်နှင့်စွာအုပ်ကိုစားပြုသည့်အဓိပ္ပာယ်များပါဝင်ပါသည်အနောက်တစိမ့်မှာအသင်း၏မူလအစားဘရိုင်းယန်အာဆင်နယ်လက်နက်ဆိုင်ရာလုံခြုံရေးများနှင့်ကွဲစည်းခဲ့ခြင်းကိုဖော်ပြကဒက်ဂန်နာဆိုသည့်အသင်းအမည်နှင့်လိုက်ပတ်သောတင်ကြီးသားဖြစ်ပါသည်အာဆင်နယ်အသင်း၏ဝတ်စုံမှာအနီးနှင့်အဖြူဖြစ်ပြီးအနီးမှာရဲရင်မှုစွာအားနှင့်ဆက်ရထပ်တန်မှုကိုကိုစားပြုပါသည်အဖြူရောင်မှာတော့တန်ရှင်းမှုအတူရှင်တွဲမှုနှင့်ဂုံသိက္ခာကိုဖော်ပြပါသည် ်အသင်းသည်အစောပိုင်းနှစ်များတွင်ထင်ရှားသောအောင်မြင်မှုများရရှိခဲ့ပြီး1893ခုနှစ်တွင်ဖော်ဝါလီဒိုဝင်ရောက်ခဲ့ပါသည်။အာဇင်နယ်သည်1896ခုနှစ်တွင်၎င်းတို့၏ပထမဆုံးသောဂုဏ်နူးဆောင်ဆုကိုဆုပ်ကူးခဲ့ပြီးအဖစ်ဗလန်ကိုသိမ်းပိုက်ခဲ့က1904ခုနှစ်တွင်ဆောက်တန်းလီချန်ပီယံဆုကိုရရှိခဲ့ပါသည်။1913တွင်အာဇင်နယ်သည်မြောက်လန်ဒန်ရှိဟိုက်ပါရီကွင်းသို့ပြောင်းရွှေ့ခဲ့ပြီး၎င်းတို့၏အနာဂတ်မှတ်သားကိုပုံပေါ်မိအပြောင်းရွှေ့တစ်ခုဖြစ်လာပါသည်။သူတို့ရဲ့နာမည်ကို Wish အပိုင်းကိုပြုတ်ချပြီးရိုးရိုးရှင်းရှင်းအာဇင်နယ်ဟုခေါ်တွင်စေပါသည်။ ဟန်နရီနော်ရစ်သည်အင်္ဂလိပ်လက်ရွေးစင်ဘောလုံးမှုဆောင်စီးပွားရေးလုပ်ငန်းရှင်နှင့်နိုင်ငံရေးသမားတဦးဖြစ်ပြီးအာဆင်နယ်ဖော်ဘောကလပ်၏တမိုင်းတွင်အရေးပါသောပုဂ္ဂိုလ်တဦးဖြစ်ပါသည်။နော်ရစ်သည်1910မှ1929အထိအာဆင်နယ်ဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။1933ခုနှစ်တွင်အသင်းကိုဝူဝက်မှဟိုင်ဘာရီသို့ပြောင်းရွှေ့စေခဲ့ပြီးထိုပြောင်းရွှေ့မှုကြောင့်အာဆင်နယ်သည်ပရိသတ်ပုံမှန်ရရှိခဲ့ပြီးဘန်နာ၏ဘိုင်တောင်းလင်းလာခဲ့ပါသည်။ 1919ခုနှစ်တွင်သူ၏နိုင်ငံရေးနှင့်လက်ကွက်များကိုအသုံးပြု၍ First Division ယခု Premier League သို့တက်ရောက်စေခဲ့ပါသည်။ထိုအချိန်ကအာဆင်နယ်သည်ဒုတိယဆွေးနွေးရှိခဲ့သော်လည်းတိုင်ဝဲစီးမီးများကိုကျော်လွန်၍အဆင့်မြင့်တင်ခံခဲ့ရပါသည်။1929ခုနှစ်တွင်နော်ရွေအားဘောလုံးခွဲချုပ် FA မှငွေကြေးမမှန်မကန်အသုံးပြုမှုများဥပမာအသင်းအတွက်ငွေကြေးထောက်ပံ့ရာတွင်စီကံကြံများချိုးဖောက်ခြင်းကြောင့်ဘောလုံးလောကမှာအပြီးပိုင်းထောက်ပံ့ခံခဲ့ရပါသည်။ သူ၏စီမံခန့်ခွဲမှုသည်အာဆင်နယ်ကအောင်မြင်မှုရရှိတော်လဲကျင်းဝန်းဆိုင်ရာပြဿနာများကြောင့်ဝေဖန်ခံခဲ့ရပါတယ်။နော်ရွေ၏လွှမ်းမိုးမှုကြောင့်အာဆင်နယ်သည်လန်ဒန်၏အကြီးကျယ်ဆုံးဘောလုံးသင်းများထဲမှတစ်ခု ဖြစ်လာခဲ့ပါတယ်။နော်ရွေသည်အာဆင်နယ်၏ရွှေရောင်ကင်ဂိုရန်အန်ရာကိုအစပြုပေးခဲ့သူဖြစ်ကဟာဗတ်ချမ်မန်အာဆင်နယ်၏ဂန်နဝန်မန်နေဂျာကို1925ခုနှစ်တွင်ခန့်ခဲ့ပါတယ်။ဟင်နရီနော်ရီဟာအာဆင်နယ်၏ဖခင်ကြီးဖြစ်အချို့ကဂုံပြူတော်လဲအရင်းကွားဝယ်ရာဆုံးဖြတ်ချက်များကြောင့်ဝေဖန်သူများလည်းရှိပါတယ်။ 1929ခုနှစ်တွင်အာဆင်နယ်မှနှုတ်ထွက်ခဲ့ပြီး1934ခုနှစ်တွင်ကွယ်လွန်ခဲ့ပါသည်ဟာဗတ်ချမ်မန်သည်1925ခုနှစ်တွင်အာဆင်နယ်သို့ရောက်ရှိလာပြီးသခင်ကအလန်လန်အသင်းသင်းမှအင်္ဂလိပ်ဘောလုံးတော်ကကြီးအင်အားကြီးအသင်းသင်းအဖြစ်သို့အဆင့်မြင့်တင်ပေးခဲ့ပါသည်။1930တွင်အာဆင်နယ်အင်ပါယာကိုစတင်တည်ထောင်ခဲ့ပြီးအသင်းအားပထမဆုံးလီဂ်ချန်ပီယံ1930 31 1932 33နှင့် FAK 1930အောင်မြင်များကိုရရှိစေခဲ့ပါတယ်။သူဟာဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးမန်နေဂျာတွေကတဝူအဖြစ်သတ်မှတ်ခံထားရပြီးခေတ်သစ်ဘောလုံးလောကကိုပုံဖော်ရမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ ချမ်းမန်းသည့်အသိအခွင့်အရေးမှုနှင့်ကစားသမားများ၏ကြံ့ခိုင်မှုအပေါ်အာရုံစိုက်မှုအပါအဝင်၎င်း၏နည်းပြွာဆန်းသိမ့်မှုများဖြင့် Hyperi ကိုအကောင်းဆုံးခံစားတစ်ခုဖြစ်အောင်ကူညီပေးခဲ့ပါသည်1930တွင် Arsenal ၏ Africa အောင်ဝယ်သည့်အင်္ဂလိပ်ဘောလုံးလောကတွင် Arsenal Empire ၏စတင်မှုများဖြစ်ကပထမတန်းအမှတ်ပေးဗလန်၅ချိန်နှင့် FA ဗလန်၂ချိန်ရရှိခဲ့ပါသည်ချမ်းမန်းသည်1934ခုနှစ်တွင်ရုတ်တရက်နမိုနီးယားကြောင့်ပွေလွန်ခဲ့သော်လည်းသူ၏လွန်မှုမှုများသည့်အာဆင်နယ်နှင့်ဘောလုံးလောကတွင်ယနေ့တိုင်အသက်ရှင်နေဆဲဖြစ်ပါသည် အာဆင်နယ်အင်ဂွင်အမရိတ်စတေဒီယံအနီးရှိဟာဗတ်ချမ်မန်ဝေလံကိုသူဟာဂုဏ်ပြုမဲ့ခေါ်ထားပါတယ်။ချမ်မန်ကွယ်လွန်ပြီးနောက်အာဆင်နယ်သည်ကြာစင်းစည်းကာလကိုဖျက်ဆီးခဲ့ရပါတယ်။၎င်းတို့သည်1949နှစ်များတွင်အောင်မြင်မှုချိုးရှိခဲ့သော်လည်းရခိုင်ကဲ့သို့လွှမ်းမိုးမှုမရှိတော့ပါဘူး။ဂျော့အလီစင်သည်ဟာမတ်ချမ်မန်၏ရုပ်တရက်ကွယ်လွန်မှုအပြီး1934ခုနှစ်မှ1948ခုနှစ်အထိအာဆင်နယ်ကိုဦးဆောင်ခဲ့သောမန်နေဂျာတစ်ယောက်ဖြစ်ပါသည်။သူသည်ချမ်မန်အောင်မြင်မှုများကိုဆက်လက်သိမ်းသိမ်းကအာဆင်နယ်ဟာ1939ခုနှစ်များနှင့်စစ်ပီးခေတ်တွင် အင်အားကြီးအသင်းအသင်းအဖြစ်ဆက်လက်ရည်တည်စေခဲ့သူဖြစ်ပါတယ်။အဲလီစင်၏ဥဆောင်မှုအောက်တွင်အာဆင်နယ်သည်1930 40ကာလများတွင်အင်္ဂလိပ်ဘောလုံးလောကကြီးခိတိုင်းအသင်းအသင်းအဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။ထို့သောစစ်ပီးခေတ်တွင်အာဆင်နယ်သည်အနည်းငယ်နှိမ့်ချသွားခဲ့ပြီးတွန်ဝက်တိတ်ကသူ၏လက်ထောက်လက်ထက်တွင်ပြန်လည်ထူထောင်ခဲ့ရပါတယ်။ကလန်တင်သည်1948-49တွင်ပထမနှံအမှတ်ပေးဖလားနှင့်1950ခုနှစ်တွင် FA ဖလားတို့ကိုစကူရယူနိုင်ခဲ့ပါသည်။ 1960-1990ခုနှစ်များသည်အာဆင်နယ်အတွက်အောင်မြင်မှုနှင့်အပြောင်းလဲမှန်ဖြစ်ပေါ်ခဲ့သောခေတ်ကာလဖြစ်ပါသည်။ဒီကာလအတွင်းအာဆင်နယ်သည်လီနှင့်အာဖရိကအောင်မြင်မှုများရရှိခဲ့သော်လည်းဥရောပပြိုင်ပွဲများတွင်ကြီးမားသောစိန်ခေါ်မှုများကိုရှင်ဆိုင်ခဲ့ရပါသည်။1962ခုနှစ်တွင် VIR မန်နေဂျာဖြစ်ခန့်ခဲ့တော့လေသူ၏ဥဆောင်မှုအောက်တွင်အာဆင်နယ်သည်ပြောင်းလဲထားသလိုအောင်မြင်မှုများမရရှိခဲ့ပါဘူး1965-66ရာသီတွင် ဒီအစဉ်14ရက်ထိကြာဆင်းခဲ့ပြီးပိတ်သက်များ၏အကြံဉာဏ်များဖြစ်ပေါ်ခဲ့ပါသည်1966ခုနှစ်တွင်ဗာဒီမီယာမန်နေဂျာဖြစ်ခန်းခဲ့ပြီးသူသည်အာဆင်နယ်အားပြန်လည်ထူထောင်ရန်ကြိုးပမ်းခဲ့ပါသည်1969-90ရာသီတွင် Inter City Falcon ယခု Europa League ကို Analyst ကိုအနိုင်ယူကအာဆင်နယ်၏ပထမဦးဆုံးဥရောပဆုပါးကိုရရှိခဲ့ပါသည် 1990-91တွင်အာဖရိကန်နှင့်ဒီဘလားကိုအောင်မြင်စွာရရှိခဲ့ပြီးအာဆင်နယ်သည်အင်္ဂလိပ်ဘောလုံးလောက၏ထိပ်တန်းအသင်းဖြစ်ပြန်လည်ရည်တည်နိုင်ခဲ့ပါသည်။ George Graham သည်အာဆင်နယ်တမိုင်းတွင်အောင်မြင်မှုအများဆုံးမန်နေဂျာထဲမှတစ်ဦးဖြစ်ပါသည်။သူသည်1986မှ1995အထိအာဆင်နယ်ကိုဦးဆောင်ခဲ့ပြီးစီကန်တင်းကျပ်တော်ရည်ပြူဟာများဖြင့်အသင်းအား1980-90ခုနှစ်များအတွင်းအင်္ဂလိပ်ဘောလုံး၏ထိပ်တန်းအသင်းအဖြစ်ပြန်လည်ရည်တည်စေခဲ့ပါသည်။ ဂရီဟန်ဒီတိုက်စစ်တပ်ကန်စစ်ကိုအလေးပေးသည့်532 formation ကိုအသုံးပြုခဲ့ပြီးတိုက်စစ်မှုများဖြစ်သည့် Iran Right နဲ့ Bomber San Luo ကိုအသုံးချခဲ့ပါတယ် David Seaman, Steve Bone, Tony Adam, Lee Dinsan, Wang Jianwen နာမည်တို့ပါဝင်သော Freeman, Bob Fordy, English ဘောလုံးသမိုင်းတွင်အကောင်းဆုံးကာဝေးရေး defense အဖြစ်သတ်မှတ်ခံရပါတယ်သူလက်ထက်တွင် အာဆင်နယ်သည်ဒီချန်ပီယံဆုကို1988နဲ့1990-91တွင်နှစ်ကြိမ်ရရှိခဲ့ပြီး1992-93ရာသီတွင် FA ကနေ League ကဖလားနှစ်ခုလုံးကိုတရားစီရင်တွင်ရရှိခဲ့ပါသည်။1993-94ခုနှစ်တွင် European Cup ဝင်နာကပ်ကိုပါမအသင်းကိုတကူးကုန်မရှိဖြင့်အနိုင်ယူကဆုဖလားကိုရရှိခဲ့ပါသည်။ကိုရီးယားသည်1995ခုနှစ်တွင်ကစားသမားများအပြောင်းအရွှေ့ငွေကြေးအရှုံးတော်ပုံများကြောင့်အာဆင်နယ်အသင်းမှအထောက်အပံ့ခံခဲ့ရပါသည်။ ပြင်းထန်လူမျိုးအစဉ်ဝင်ကားသည်1996ခုနှစ်မှ2018ခုနှစ်အထိအစဉ်ငယ်ကိုဦးဆောင်ခဲ့ပြီးအသင်းအားခေတ်ဘောလုံးလောကသို့အပြေးအဝအပြောင်းလဲပေးခဲ့သူဖြစ်ပါသည်။ အာဆင်ဝင်းကကိုပါရဂူ the professor ဟုခြေစလုံးခေါ်ဝေါ်ကြပြီးအာဆင်နဲ့တပိုင်းတွင်အအောင်မြင်ဆုံးနဲ့တက်တန်းအရှိဆုံးမန်နေဂျာအဖြစ်မှတ်တမ်းတင်ခံရပါတယ်။အာဆင်ဝင်းကလက်ထက်တွင်အသင်းသည် Premier League ဖလား၃ချိန်နှင့် FA Cup ခုနှစ်ချိန်ရရှိခဲ့ပြီးအာဆင်နယ်၏2003-2004ရာသီသည် Premier League တွင်ရှုံးဝဲမရှိသေဝဲ၁၂ပွဲဖြစ်ဒီချန်ပီယံဖြစ်ပန်းဝင်ခဲ့ကတမိုင်းဝင်ရှေဖလားကိုရရှိခဲ့ပါတယ်။ ်သီယော်ရီဟင်နရီပက်ထရစ်ဘီဟရာဒီနှစ်ဘာကန်တို့ပါဝင်သောအသင်းသည် The Invisible အသင်းဖြစ်ကြေညာခဲ့ပါသည်အာဆင်ဝင်ကသည်အသိဉာဏ်အစားအသောက်အားကစားသိပ္ပံနှင့်ဤပညာကိုလေ့ထားခဲ့ပြီးအင်္ဂလိပ်ဘောလုံးလောကတွင်ပထမဆုံးသိပ္ပံနိကျလေ့ကျင့်မှုစနစ်ကိုစတင်မိတ်ဆက်ခဲ့ပါသည်။အသိဉာဏ်ကစားကွက်ကို442 formation ကိုပြောင်းလဲကကစားသမားများ၏ပူးပေါင်းဆောင်ရွက်မှုနှင့်လွယ်လွယ်သောတိုက်စစ်ကိုအလေးပေးခဲ့ပါသည်။အာဆင်ဝင်ကသည်လူငယ်များကိုဖွံ့ဖြိုးစေပြီး ဆက်ဖန်ရီကန်ဝီရှိုင်းရအမစီရိုကဲ့သို့ပစားသမားများကိုဝေထုတ်ပေးနိုင်ခဲ့ပါတယ်။အာဆင်ဝင်းကားဤတိုက်စစ်ဗျူဟာများသည့်တပ်ခွာရီယိုလာဂျာဂျင်ကလော့ကဲ့သို့မိပြများပေါ်လွှမ်းမိုးခဲ့ပြီးအာဆင်နယ်ကဘောလုံးကိုအလားဆုံးကစားသောအသင်းအဖြစ်နာမည်ကြီးစေခဲ့ပါတယ်။ အစင်နယ်သည်1913မှ2006ခုနှစ်တွင်ဟိုင်ဘိုဝီတွင်ကစားခဲ့သောလေလူဝင်စားမှုလည်းပါခြင်းခင်မီစင်နာမရီဂျင်းတို့ကြောင့်အမေရိကန်ကစားဝင်ကိုတည်ဆောက်ခဲ့ပါသည်အစင်နယ်နှင့်အမေရိကန်လေကြောင်းလိုင်းကြား15နှစ်စာချုပ်ချုပ်ဆိုပြီးတွင်းနာမည်ကိုအမေရိကန်ကစားဝင်အဖြစ်အမည်ပေးခဲ့ပါသည် အာဆင်ဝင်းကသည်အာဆင်ရဲ့အသင်းအားဟာဂရီက Emery Stadium သို့ရောက်ရှိခြင်းဖြင့်ကမ္ဘာအဆင့်မီကလပ်အသင်းတစ်သင်းအဖြစ်တည်ဆောက်နိုင်ခဲ့ပါတယ်။ဝေကြီးခက်ခဲကြောင်း2006ခုနှစ်ကနေ2013ခုနှစ်ကာလအတွင်းချန်ပီယံရှစ်ကိုမရရှိနိုင်တော့လေအသင်းအားဗန်ဒါယီတည်ငြိမ်မှုဖြင့်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။အာဆင်ရဲ့ကွင်းသစ်စီမံကိန်းကြောင့်အသင်းရဲ့ဗန်ဒါယီထိခိုက်ခဲ့ရပြီး စတပ်ပလီယာများကိုမဝင်နိုင်ခဲ့တဲ့အပြင်အသင်းမှာလက်ရှိခြေလွှမ်းပြကစားနေတဲ့ကစားသမားတွေကိုပါထောက်ရောင်းခဲ့ရပါတယ်။အာဆင်နယ်သည်2006ခုနှစ်တွင်ချန်ပီယံလိဖိုင်နယ်သို့တက်လှမ်းခဲ့တော့လည်းဘာစီလိုနာအသင်းကို2ခုတကူအဖြစ်ရှုံးနိုင်ခဲ့ပါတယ်။အာဆင်နယ်သည်ဥရောပအောင်မြင်မှုရရှိရန်အလွန်နှိစက်ခဲ့သောကြောင့်ယင်းသည်ခါသီးသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။အာဆင်ဝင်းကသည်2006ခုနှစ်မှ2018ခုနှစ်အထိ ိချန်ပီယံစုဖလားကိုမရယူနိုင်ခဲ့ခြင်းကြောင့်ပိတ်သက်များ၏ဝေဖန်မှုကိုခံခဲ့ရပြီး2018ခုနှစ်မှာတော့အသင်းမှထွက်ခွာခဲ့ပါတယ်။ UNAI AMD 2018ခုနှစ်တွင်အာဆင်ဝင်း၅၏နေရာကိုစက္ကန့်က အသင်းဟာလမ်းကြောင်းမှန်ပေါ်ရောက်ရှိရန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ2018-2019 UEFA Europa League Final တို့ပူးဆောင်ပေးနိုင်ခဲ့တော့လေ။ချက်စီးအသင်းထံရှုံးနိုင်က2019ခုနှစ်နိုဝင်ဘာမှာတော့ Unai Emery ကအာဆင်နယ်မှာအထုပ်ပဲခံခဲ့ရပါတယ်။ Michael Arteta သည်2019ခုနှစ်ဒီဇင်ဘာလမှာစတင်၍အာဆင်နယ်အသင်းကိုပူးဆောင်ခဲ့ပြီးအသင်းဟာပြန်လည်အားကောင်းလာစေရန်ကြိုးပမ်းနေသောမန်နေဂျာတဦးလည်းဖြစ်ပါတယ်။ သူသည်အာဆင်နယ်၏ကစားသမားဖြစ်ခဲ့ပြီးပက်ဂေါ်ရီယိုဟာ၏မန်ချက်စတာစီးတီးတွင်၎င်းမန်နေဂျာဖြစ်အတွေ့အကြုံရှိသူလည်းဖြစ်ပါသည်။အာဒီဒါသည်အွန်လိုင်းအမီနာပိုင်းအသင်းအားပြန်လည်စုစည်းခဲ့ပြီးလူငယ်များ၏အတွေ့အကြုံရှိကစားသမားများကိုပေါင်းစပ်ကာတင်ရင်သောအသင်းသတင်းကိုပြန်လည်ဖွဲ့စည်းခဲ့ပါသည်။လက်ရှိချိန်မှာတော့အာဒီဒါဟာအသင်းကိုအကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့ပြီးအာဆင်နယ်အသင်းဟာယူရိုပအောင်မြင်မှုကိုရယူနိုင်ရန်တရကန်းကွာမှသာရှိပါတော့တယ်။အာဆင်နယ်အသင်းဒီရသီချန်ပီယံလိဘလားကိုရယူနိုင်မှာဆိုတာကိုတော့ပိတ်သက်ကြီးတို့ရဲ့အမြင်ကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။